ူချီထားတဲ့ပတ်စံတွေကိုလည်းမပြန်ပေးချင်တော့လေသူလေသူလင့်ငယ်နဲ့ပေါင်းပြီးတော့သူဆဆကိုလှုပ်ကြံတဲ့အမျိုးမျိုးကိုသူလှုပ်ကြံလိုက်တာပေါ့နော်မောင်ပိုင်းဆိုသူကသူကအကုန်လုံးလက်ခံတယ်သူအဲ့ဒီမိန်ကလေးကိုအဲတိတ်သွားတဲ့သူဆဆပေါ့နော်သူတမဲဆဆလို့ခေါ်တယ် အဲ့ဒါကိုသူကိုယ်တိုင်ကသားနဲ့ချိုးတယ်အလုံးမမင်္ဂလာပါတကယ်ကျွန်တော်ကျွန်တော်ကတော့ဆိုင်းကြီးပါဗျာဒီကနေ့တကယ်ကျွန်တော်ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့တည်သွားတဲ့အမရဲ့တငယ်ချင်းအရင်းကပေါ့နော်ကျွေးမပေးခြင်းလို့ကျွေးမဆက်ခြင်းလို့သူ့ရဲ့ကျွေးရှင်သူ့ရဲ့တငယ်ချင်းအရင်းကြီးကိုပြန်တက်တဲ့အကြောင်းပေါ့နော်ဒီတည်င်းဟာထိုင်းနိုင်ငံမှာဆိုရင်တော်တော်ကြီးကိုဟော့နေတယ်ဗျာနော် ပတ်စံလေးနည်းနည်းလေးနဲ့ကိုယ့်ရဲ့တငယ်ချင်းအရင်းကြီးကိုနော်ပြန်ပြီးတော့လှုပ်ချန်တာဒါတော်တော်လူမဆန်တဲ့ကိစ္စပဲဗျဒီကိစ္စပေါ့နော်မသက်ခင်ရဲ့အနှိမ့်ငယ်ကလေးကဘလူတက်ရမယ်နော်ဘယ်နေရာမှာလူရှင်းနေဘယ်ကိုခေါ်မဲဆိုပြီးတော့အစီအစဉ်ဆွဲပြီးတော့လှုပ်ချန်တာဗျ ကဲဒီအမရဲ့ညီမလေးပြောပြတာကိုကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်ကြရအောင်ဗျာနော်ဒီလူတွေကဘလိုမျိုးအစီအစဉ်ဆွဲတယ်နော်ဘလိုမျိုးကြံဘလိုလိညာဟန်ဆောင်ခေါ်လဲဆိုတာကအစားသူ့ရဲ့ညီမကပြပြဆုံဆုံလေးကိုပြောပြထားတာဗျကဲတငယ်ချင်းတို့လည်းဘ ഹു သူတာရတဲ့အနေနဲ့ဒီဗီဒီယိုလေးကိုဆောင်းလိုက်ကြည့်ဖို့ကျွန်တော်ကဖိတ်ခေါ်ပြရစီဗျကဲကျွန်တော်တို့အတူတူကြည့်ကြည့်လိုက်ကြရအောင်ဗျာနော်လိုက်ပေါ်မှာပေါ့နော်ဆဆနဲ့ပတ်သက်ပြီးတော့ပေါ့နော်တည်င်းအမားတွေရောတည်င်းအမန်တွေရောတက်နေတာပေါ့အဲ့ဒီတည်င်းအမန်တွေဖြစ်ဖို့အတွက်မိုးလေးရှင်းပြပေးမှာပေါ့နော် ဆဆာမိုးလေးရဲ့ညီမသုံးဝန်းခွဲပေါ့နော်ဆဆာမှာသူ့မှာအချစ်ဆုံးတငယ်ချင်းတယောက်ရှိတယ်ပေါ့နော်အဲ့တငယ်ချင်းကညီမပြန်ပြောပြထားတာနော်အရန်ခင်နေ၁၀နှစ်တာလောက်သူတို့တွဲခဲ့တယ်ပေါ့နော်သူတို့ခင်ခဲ့ကြတဲ့တငယ်ချင်းပေါ့နော်အဲ့အဲ့တငယ်ချင်းကသူ့ကိုအကောင့်မလေးဆက်ရုံလို့လို့လေအဲ့ဆက်ရုံမှာသူကဖုန်းနဲ့ရောင်းပေးတယ်ပေါ့နော်ပြီးတော့စီဆဆာမှာလည်းသူပတ်စံနေချီတာဆဆာခင်နေလေယုံလေဆိုတော့ပေးချီတာတယ်ပြီးတော့ဖုန်းနဲ့ရောင်းပေးတယ်အဲ့ဒီကောင်မလေးရောင်းပေးပြီးတဲ့ဟောလာပေးနဲ့ရောင်းတယ်လာပေးတယ်ဆိုတော့တလားတစ်ခါပတ်စံကောက်ပေးရတာပေါ့နော် ဆဆန်းကလည်းသူ့ကသူအပြည့်မှာရောက်တော့သူတယောက်လည်းရောင်းခိုင်းတာမို့သူကသူလည်းရောင်းနေနေမှာရောင်းထားတာရှိတယ်ပေါ့နော်သူအာအဲ့ကောင်မလေးကသူကတလားတစ်ခါပတ်စံကောက်ပေးရတယ်ပြီးတော့အာသူများပတ်စံတွေကိုလိုချင်လို့လာမသိတယ်လားပြီးတော့သူချီထားတဲ့ပတ်စံတွေကိုလည်းမပြန်ပေးချင်တော့လေသူလေသူလင့်ငယ်နဲ့ပေါင်းပြီးတော့သူဆဆောက်ကိုလှုပ်ကြံတဲ့အမျိုးမျိုးကိုသူလှုပ်ကြံလိုက်တာပေါ့နော်ဟန်ထီမှာသွားပြီးတော့ဒီလိုမျိုးမရိုင်းတာနော် ပြီးလို့ရှိရင် तू ကမီးဆို့ပြီးတော့လဲအစာဖြောင့်ချင်တယ်အမျိုးမျိုးလုံးတယ်နော် तू အကောင်လေးတသေးလေးနော်တလက်မလေးနော်ပြောပြမယ်နော် तू ကလက်စီက तू ယောက်ျားရှိတယ် तू ယောက်ျားတော့ तू အခမ်းမနေ तू ကနောက်ဆက်ရုပ်တေယုံမှာလှုပ်လှုပ်တယ် तू ယောက်ျားဆက်ရုပ်တေယုံမှာလှုပ်လှုပ်တယ် तू လှုပ်တဲ့ဆက်ရုပ်မှာ तू ကလင်းငယ်ရှိတယ်အဲ့အဲ့ဒီလင်းငယ်ကို तू ကလှုပ်ကြံခိုင်းတယ်ပေါ့နော်ဒီဒီကောင်မလေးကိုပေါ့နော်ငါ့ကိုတစ်ချက်ရှင်းမေးပေါ့နော်နော်ဆဆာပေါ့နော်သူ့မှာပတ်စံလေးလက်ချီးတယ်ပေါ့နော်လက်ချီးတော့သူမပေးချီးဘူးရှိပေါ့နော်သူ့ကို ပလိတ်ယုံနဲ့တိုက်တယ်ပေါ့နော်အဲပလိတ်တွေကသူ့မှာလာပြီးတော့လက်တောင်းတယ်ပေါ့နော်လာညစ်တယ်ပေါ့နော်သူယော်ရတယ်ပေါ့နော်ပလိတ်ယုံမှာ9000တော့ပေးရတယ်တဲ့အကောင်ကလည်းထမင်းစားတာလားချီးစားတာလားမသိအဲ့ဒါကို9000ပေးရဆိုယုံရောအဲ့ဒါဆက်ဆက်ကလေပတ်ဆက်ချီးဖို့မရှိဘူးဆက်ဆက်မှာပတ်ဆက်အများကြီးရှိတယ်နော်ပတ်ဆက်အများကြီးရှိတယ်သူကပဲဆက်ဆက်မှာချီးပြီးတော့မပြန်ပေးချင်မယ်နဲ့သူကလှုပ်ကြံလိုက်တာပေါ့နော်အဲ့တော့သူပြောတဲ့တတ်ဖက်လက်နဲ့နော်တတ်ပေးဖို့အတွက်အယုံသွင်းလိုက်တာပေါ့ဗျာနော်တော်တော်မယိုင်းတာနော်အကြံကြီးက ့ဒီတစ်ခေါက်သူလှုပ်ကြတာမကုဆဆောက်ဟိုဖြစ်သွားတဲ့စိုက်ကယ်လေးပေါ့နော်ဆဆောက်သူဖြားရောက်တွေးဆော့တွေးဆောက်ခေါ်သွားပြီးတော့ပေါ့နော်ဖြားမှာဆဆောက်ဘက်အိတ်လေးပေါ့နော်ဒါဆဆောက်ရဲ့လွယ်အိတ်လေးဆဆောက်သူမခေါ်ထုတ်ခင်လေဆဆောက်ရဲ့ဖုံပိုးတွေသူလိုချင်လို့ဆဆောက်ရဲ့ပဆက်အကျွေးတွေမဆက်ချင်လို့ဆဆောက်သူဗာပြောလိုက်တယ်တိလားဆဆောက်ငါတို့ဖုံပိုးတကောက်ကြမယ်နေထွက်လာခဲ့ဒါပေမဲ့နေစရင်ဆောက်အောင်မမေ့နဲ့နော်စရင်ဆောက်အောင်ပဲယူခဲ့နော်နေဟိုတစ်ခေါက်လည်းမေ့တယ်ဒါမဲ့သူတို့က လုံးကြံမှုဆိုပြီးတော့သူကဆဆကိုဆဆလုံးကြံမဲ့နေရကိုသူကမလုံးကြံခင်တည့်ရက်မှာသူနေငယ်နဲ့သူကကြည့်ထားတယ်ဘယ်နေရာမှာလှုပ်ဝီကောင်းမလဲပေါ့နော်လူစင်းတဲ့နေရာမှာသူတို့လှုပ်မှာပေါ့နော်ည၈နိုင်ခွဲ9နိုင်လောက်မှာအဲ့မှာဆဆကိုသူတို့လှုပ်ကြံဆဆကိုသူတို့လှုပ်ကြံပြီးတော့ဆိုင်ကယ်ကိုကြောက်တော့သူတို့ရေချောင်းလေအဲ့ဒီမှာလေလူတော်ပြတ်တဲ့နေရာပေါ့နော်ရေချောင်းချောင်းပြီးမှသူဆိုင်ကယ်ပြင်ချလိုက်တယ်ပြီးလို့ရှိရင်ခြုံပုတ်ပေါ့နော်ခြုံပုတ်ကကျတော့ကိုင်းပြင်အရင်ကြီးတယ်ပေါ့နော်ဒီလောက်အရက်လောက်ရှိတယ်အဲ့ဒီကြားထဲမှာဆက်ဆက်ကိုတို့ လှုပ်ကြံပြီးတော့အမျိုးမျိုးလှုပ်ကြံပြီးတော့ရေနဲ့လည်းနေအဲ့လိုမျိုးပေါ့နော်အမျိုးမျိုးလှုပ်ကြံပြီးတော့သူကဖြောက်ပစ်လိုက်တာပေါ့နော်ဒီမှာဆဆတယ်ရှိတဲ့ဖုံးနေဆဆကိုသူကပြောလာတဲ့ဖုံးကအရေးကြီးတယ်လေအဲ့ဒီဖုံးသူဖြက်ပြရမှဆိုဖုံးလည်းယူသွားတယ်ဆဆရဲ့စရင်စာကိုလည်းသူဖြောက်လိုက်တယ်အဲ့လိုမျိုးအဲ့လိုမျိုးဒါအချစ်ဆုံးတငယ်ချင်းလှုပ်တာပေါ့နော်တတိခါကြဘသူ့မှမယုံဘူး ဆဆောက်ဘောနော်သူတို့ဘလို့လောက်ကြံမို့ခေါ်ရလဲဆိုတာပြောပြမယ်ဆဆောက်ဘောနော်အဒီညာသူတို့မလောက်ကြံကြီးတနေရမှာသူတို့ကနေရကြည်တာပြီးမလောက်ကြံကြီးတရက်မှာနေရတကြည်တာလဲဆဆောက်ဘယ်နေရမှာလောက်ပြီးတော့ဘလို့လောက်မှာဘောနော်ဆဆောက်သူလောက်ကြံမို့ဘလို့ခေါ်ရလဲဆိုတော့ဆဆောက်လာငါတို့ဖုံးဖို့တကောက်မယ်ဘာဖြစ်လို့ဆိုဆဆောက်ယုံနေလေဆဆောက်သူဖုံးရောက်လာပြီလဲဆိုတော့သူ့ရဲ့ဖုံးဖို့တွေကိုဒီကောက်အရင်ကတည်းကအကြံစီရှိတာနော်အစ်စ်ကနေသူကစိုက်ကြစည်းနဲ့သူခေါ်ရတဲ့လမ်းနော်ဆဆောက် ူရဲ့ဒုတိယကနေဆိုက်ကယ်နောက်သူ့နောက်လိုက်မောင်းသွားတယ်ပေါ့နော်သူ့လင့်ငယ်ကဟိုးအနောက်ကနေဆိုက်ကယ်တစ်စီးနဲ့အဲ့လိုမျိုးလာမောင်းမောင်းသွားလိုက်ခဲ့တယ်ပေါ့နော်ပြီးတော့ဆဆဟိုသူတို့လုံးကြံမဲ့နေရာရောက်တော့အဲ့ဒီလုံးကြံမဲ့နေရာကျတော့သူတို့ပြောထားကြဒီနေရာလူပြက်တယ်လူဆင်းတယ်ဒီနေရာမှာပဲကောင်းတယ်ပေါ့နော်အေးအဲ့ဒီနေရာရောက်တော့သူတို့ကလည်းဆဆကိုအဲ့လိုမျိုးသူတို့လုံးကြံလိုက်တယ်ပေါ့နော်ဒီမှာဆဆောက်ကိုရမ်းမရရင်နော်ဟောပါတဲ့အချိန်မှာဆဆောက်ကိုသူကပြောတယ်အဲ့ဒီကောင်မကလေသူတငယ်ချင်းအချက်ဆုံးကောင်မကပြောတယ်လေလား ဆဆာကနေစရင်ဆောက်အောင်ယူခဲ့ဖို့မေ့မယ်နော်စရင်ဆောက်ကထဲခဲ့တယ်ဘာဖြစ်လို့ဆိုတော့စရင်ဆောက်ကပတ်စံနေအများကြီးရှိတယ်ဆဆာဈေးတွေရောက်တော့သူပတ်စံကောင်းမဲ့လူတွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒါဆဆာရဲ့ဆဆာဆာစရင်ဆောက်အုပ်တွေဆဆာရဲ့ပစ္စည်းတွေဆဆာရဲ့ဆွေတွေဆဆာရဲ့ပတ်စံတွေဒီအိတ်ထဲမှာအကုန်ပါသွားတယ်အဲ့ဒါဒီကောင်မတွေကဆဆာကိုလှုပ်ကြံပြီးတော့ပေါ့နော် ဟောစာလောက်ပြီးတော့သူတို့ဆဆတယ်မှာရှိတယ်ဒီစည်ရင်းစာအုပ်ကိုလည်းဖျောက်ပစ်လိုက်တယ်ဘာဖြစ်လဲဆိုတော့စည်ရင်းစာအုပ်မှာကျတော့သူ့ရဲ့အကျွေးစည်ရင်းတွေလည်းရှိတယ်လို့သူရောင်းထားပေးတဲ့ဖုံးအကျွေးတွေလည်းအများကြီးရှိတယ်အဲ့ဒီသူနဲ့မတွေ့ခင်မှာတော့သူဘယ်လိုပြောလဲဆိုတော့ဆဆရေးဒီမှာဖုံးနောက်ထပ်ယူမဲ့လူရှိရဲ့နယောက်ရှိတယ်အဲ့ဒီဖုံးကိုတစ်ချက်လိုက်ဝယ်ခဲ့ပေးဖုံးနှလုံးတစ်လုံးကို9600ဘတ်အတန်နှလုံးဝယ်ခဲ့ပေး ဖုန်းနှလုံးပါယူခဲ့ပြီမသေးခင်တော့သူများကိုမလုတ်ချက်ခင်တော့သူများပစ္စည်းကိုလိုချင်နေတယ်နောက်ထပ်ဖုန်းနှလုံးတော့ထပ်မှလိုက်ရဲ့ယူခဲ့ပြီလေဆက်စားယူသွားပြီလားမယူသွားပြီလားကိုမသိယူသွားပြီဘောအများလေသူကဖုန်းရောင်းပေးတဲ့သူဆိုတော့လေနော်အာဆက်စားရဲ့ပစ္စည်းတွေအကုန်လုံးဆွေတွေငွေတွေပတ်စံတွေဖုန်းတွေအကုန်လုံးတို့ယူသွားလိုက်တယ်ပြီးတော့ဆက်စားဒီငွေကြေးနော်ပတ်စံနဲ့ပတ်သက်လာရင်တော်တော်ရွှေကြောက်ဖို့ကောင်းတာနော်အဲ့အဲ့လွတ်တလုံးနဲ့ပဲထားခဲ့လိုက်တယ်ဗောနော် ဆဆရဲ့စိုက်ကလည်းအဲ့အလွတ်နဲ့ဦးတနေရာမှာရေချောင်းရဲ့ကံပေးမှာပစ်ချခဲ့နောက်တစ်ဖက်ခြံကိုဆဆဘူးလို့တွေ့မှာဆိုလို့ဆဆကိုနောက်တစ်ဖက်ခြံကိုင်းအမြင့်ရှိတဲ့နေရာကိုခေါ်သွားပြီးတော့ဂျားထဲမှာတထိုးထည့်ထားလိုက်တယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါပါပဲရှင်အဲ့ဒါပတ်စံလည်းဘယ်သူမှမယုံနဲ့ပတ်စံလည်းပေးချီးပြီးရတယ်ပေါ့နော်သူများပတ်စံလည်းပြန်မတ်မောသွားတဲ့စိတ်တွေရှိလာလို့ရှိရင်သူအတော့ကအန်တီရဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်ပတ်စံလည်းဘယ်သူမှလည်းခင်လည်းမခင်နဲ့ချစ်လည်းမချစ်နဲ့ကျွေးစရာရှိကျွေးလည်းချီးငါမလုံးနဲ့ပေါ့နော်အဲ့ဒါပြောချင်ပါတယ်ရှင် ဟုတ်တယ်ဗျာနော်ပတ်ဆက်နဲ့ပတ်သက်လာရင်မချီမငားတာအကောင်းဆုံးပဲနော်ပတ်ဆက်နဲ့ပတ်သက်လာရင်တွေ့လားနောက်ကြောတော့ဒါနဲ့ပြန်ထိုးတာလीနော်ထိုင်းနိုင်ငံမှာဖြစ်ပျက်သွားတဲ့မြန်မာလူမျိုးတယောက်ကပေါ့နော်သူ့ရဲ့နာမည်ကပိုင်လို့ခေါ်တယ်အဲ့ဒီပိုင်ကမင်းကလေးတယောက်ကိုအဲ့ဒီလမ်းမှာချိန်တွေ့ရင်းနဲ့အသားနဲ့ထိုးတက်ပြီးတော့အဲ့ဒီကောင်မလေးရဲ့အလောင်းကိုပေါ့နော်အဲ့ဒီရေမြောင်းသားမှာပေါ့နော်ချုပ်ပုတ်ခဲ့ကြားတွေမှာတွားပြီးတော့ပစ်ပြီးတော့အဲ့ဒီထိုင်းရဲတွေကတွားတွေ့ပြီးတော့စစ်ဆေးတဲ့အချိန်မှာပေါ့နော် အဲ့ဒီမောင်ပိုင်ဆိုသူကသူကအကုန်လုံးလက်ခံတယ်သူအဲ့ဒီမင်းကလေးကိုအဲတိတ်သွားတဲ့သူဆဆပေါ့နော်သူတမဲဆဆလို့ခေါ်တယ်အဲ့ဒါကိုသူကိုယ်တိုင်ကသားနဲ့ချိုးတယ်အဲရဲတွေကမေးကြည့်တယ်ပေါ့နော်စကပြန်နဲ့မေးတဲ့အချိန်မှာသူကဘာပြောလဲဆိုတော့အဲ့ဒီသူရဲ့ချစ်သူဟောင်းပေါ့နော်အရင်တုန်းကသူတို့နေရောက်ကချစ်သူတွေဖြစ်ကြတယ်အာဒါပေမဲ့အစကားများလို့ဆိုပြီးတော့အဲ့ဒီသားကိုဂိုင်ပြီးတော့လဲပေးမှာအချက်ပေါင်းများဆိုတာထိုးပြီးတော့အပိုက်မှလည်းထည့်ရပေါ့နော်တိတ်ဆုံးသွားတယ်ဆိုပြီးတော့သူဝန်ခံချက်တွေ အပြောလိုက်တယ်ပေါ့နော်ဒါပေမဲ့ရဲတွေကဘလောက်တော်လဲဆိုတော့သူပြောတဲ့စကားတွေအကုန်လုံးကိုမယုံသေးဘူးပေါ့နော်အာရဲတွေကဘယ်လိုမျိုးပြန်စင်းစားလဲဆိုတော့သူတယောက်တည်းတတ်တာလောဘမဖြစ်နိုင်ဘူးဆိုပြီးတော့ရဲတွေကအာအဲ့ဒီအမှုကိုပြန်လိုက်တဲ့အချိန်မှာဘယ်လိုမျိုးဖြစ်လဲဆိုတော့အဲ့ဒီမောင်ပိုင်ဆိုသူကတေဆုံးသူနဲ့သူတို့နှစ်ယောက်ကချစ်သူဖြစ်နေတယ်အဲ့ဒါကိုမောင်ပိုင်ကအဲ့ဒီဆာဆာရဲ့တငယ်ချင်းနဲ့ပြန်ကြိုက်ပြီးတော့အဲ့ဒီသူ့တငယ်ချင်းကဆာဆာကို ပတ်စံပတ်သိမ်းနဲ့ချီပေးရမယ်ဆိုတော့မပေးနိုင်လို့ပေါ့နော်အဲ့ဒီမောင်ပိုင်နဲ့အဲ့ဒီဆဆာရဲ့တငယ်ချင်းကပေါင်းပြီးတော့ဆဆာကိုတားနဲ့ထိုးတာဆိုပြီးတော့တည်တင်းရရှိလာခဲ့တာပေါ့နော်။ထိုင်းနိုင်ငံမှာဆိုရင်အရန်ကိုတည်တင်းကြီးနေပါတယ်။အဲ့တော့ကြောင့်မို့သူများနိုင်ငံမှာလာနေတဲ့မြန်မာပြည်သားတွေတောင်မှဒီလိုမျိုးတွေလုံနေကြတာပေါ့နော်။တယောက်နဲ့တယောက်လူဆိုတာပေါ့နော်။အသက်တစ်ချောင်းကိုဒီလိုမျိုးလှုပ်ကြံပြီးထိုးတက်သွားလဲဆိုတာလုံးဝမတရားဘူး။နောက်ပြီးတော့သူများပတ်စံကိုယူပြီးတော့မဆက်နိုင်လို့အဲ့ဒီမျိုးတွေအာစီယုံပြီးတော့တယောက်နဲ့တယောက်လှုပ်တာတော့ လုံးဝမကောင်းဘောเนาะတကယ်ရှင်းလို့ရောဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးဟင်ဘယ်လိုမျိုးထင်ကြလဲဘောเนาะစိတ်ထဲမှာဒါတကယ်ကိုเนาะစဉ်းစားညံမရှိ အုံနောက်မရှိတဲ့သူတွေရဲ့လှုပ်ရံเนาะတကယ်ကိုအတွေးခေါ်တကယ်ကိုခေါင်းပါတယ်เนาะဒါကအိုက်တီသွားတဲ့ဒီအမိုင်းဆိုင်ငယ်ပေါ့နော်ဒါကတက်လိုက်တဲ့သူပြနော်ရရဆက်ဆက်ဒါနဲ့ထိုးတက်လိုက်တဲ့သူ ကိုင်းပင်နေတယ်ဟုတ်နော်ဟိုစားလှုပ်ထားခဲ့တာဖြောက်ထားခဲ့တာအားကြောင့်လို့နော်တစ်ပင်ကောက်တာတာမြင်နိုင်တာနော် လူတယောက်ရဲ့စိတ်ကောက်တာမမြင်နိုင်ဘူးလို့ပြောကြတာပါနော် ငွေရေးကြေးရေးနဲ့ပတ်သက်လာရင်နော်နောက်ကျိုးဒါနဲ့ထိုးခံရတဲ့ဒီလိုမျိုးဟိုပုံစံတူသတင်းတွေလည်းခဏခဏကြားရတယ်နော်အများကြီးပဲရှိတယ်ဒီကျွန်တော်ရဲ့တငယ်ချင်းနေနော်ဗီဒီယိုလေးကတော့တလောက်ပါပြနော်ဒီဗီဒီယိုလေးကိုဒီသတင်းကိုကြားပြီးတော့ကျွန်တော်ရဲ့ချစ်တဲ့တငယ်ချင်းတွေလည်းခေါင်းထဲမှာတကူးကူးတော့ရောက်သွားလောက်မယ်လို့ထင်နေပြန်နော်ငွေရေးကြေးရေးနဲ့ပတ်သက်လာရင်နော် ဘသူမှမယုံရဘူးဗျာနော်ကိုယ့်ရဲ့ဘလောက်ပဲချစ်ခင်ပါတယ်ကိုယ့်ရဲ့ဘလောက်ပဲယဉ်နီးပါတယ်ဆိုတဲ့တငယ်ချင်းနေရနော်အခုလိုမျိုးနောက်ကျောကိုဒါနဲ့ထိုးတဲ့တာတကားတွေကျွန်တော်တို့ရဲ့အရှိမအများကြီးအများကြီးကြားရတယ်လူတိုင်းကတော့စိတ်တက်တီတော့မတူဘောဗျာနော်။ဒါပေမဲ့ပတ်စံနဲ့ပတ်သက်လာရင်ဒီလိုမျိုးမချီမငားတာဒါအကောင်ဆုံးပဲဗျာနော်။အခုဆိုရင်ကြည်လေဗျာနော်။ပတ်စံလေးနည်းနည်းနဲ့လူတယောက်ကိုတတ်ဖို့တော့မှစဉ်းစားတယ်။ဒါကသစိမ့်မဟုတ်ဘူးဗျာနော်။တကယ်ကိုခင်မင်ချစ်ခင်ကြတဲ့တငယ်ချင်းနေဗျာနော်။ ကျွန်တော်တို့ပတ်စံကစကားမပြောတတ်ပေမဲ့နော်စကားပြောတတ်တဲ့လူတွေကို तू ကသွေးကွဲအောင်လှုပ်နိုင်နေပြန်နော်တကယ်ကို တကူပါပါကြီးတယ်ပတ်စံပဲဒါကြောင့်မလို့ငွေဆိုတာဒုတိယဖရာသခင်ဆိုပြီးဖြစ်လာတာနေမယ်ပြန်နော်ကဲတငယ်ချင်းတို့လည်းပြောစရာအကြောင်းအရာလေးရှိရင်ကျွန်တော်ရဲ့အောက်မှာ comment လေးရေးပေးခဲ့ပါအောင်ဗျကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာနော်နောက်ထပ် video တွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြမယ်ဗျာနော်